်မွန်ပြည်နယ်အတွင်းတက္ကသိုလ်ဒီဂရီကောလိပ်နှင့်ကောလိပ်ကျောင်းသားကျောင်းသူ1304ဦးကြိုတင်မဲပေးခဲ့ကြောင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှသိရပါသည်။မဲဆန္ဒနှင့်ပြင်ပရောက်ကျောင်းသားကျောင်းသူများအနက်ရွေးကောက်ပွဲစတင်ကျင်းပမဲ28ရက်စနေလ2025ရက်နေ့တွင်အသက်16နှစ်ပြည့်ပြီးဥပဒေအရဆန္ဒမဲပေးပိုင်ခွင့်ရှိသူများဖြစ်ပါကမဲပေးခွင့်မဆုံးရှုံးစေရေးအတွက် သက်ဆိုင်ရာအကြောင်းများသို့မသွားရောက်မီမိမိတို့၏မဲဆင်းပါရှိရာရက်ွက်သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးကော်မရှင်အဖွဲ့အခွဲရုံးတွေပြီးခဲ့တဲ့နိုဝင်ဘာ18ရက်နေ့မှနိုဝင်ဘာလ22ရက်နေ့အထိနနက်9:00နာရီမှညနေ4:30မိနစ်အချိန်အထိမိမိကိုင်ဆောင်သည့်နိုင်ငံသားစစ်စီရေးကက်နှင့်သက်ဆိုင်ရာတက္ကသိုလ်ဒီဂရီကောလိပ်ကောလိပ်များမှထုတ်ပေးတဲ့ကျောင်းသားစစ်စီရေးကက်သို့မဟုတ်ကျောင်းဝင်ခွင့်အထောက်အထားများပြသ၍ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်းပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကနိုဝင်ဘာ15ရက်ကကြေညာခဲ့ပါသည် အဲ့ဒီနိုဝင်ဘာလ18ရက်နေ့မှနိုဝင်ဘာလ22ရက်နေ့အတွင်းမွန်ပြည်နယ်ကြိုင်မျိုးမြို့နယ်မှာကျူတင်ဆန္ဒမဲပေးသူ16ဦး၊ချောင်းဆုံမြို့နယ်မှာကျူတင်ဆန္ဒမဲပေးသူ165ဦး၊မုတုံမြို့နယ်မှာကျူတင်ဆန္ဒမဲပေးသူ88ဦး၊မော်လမြိုင်မြို့နယ်မှာကျူတင်ဆန္ဒမဲပေးသူ203ဦး၊ရေးမြို့နယ်မှာကျူတင်ဆန္ဒမဲပေးသူ89ဦး၊တန်ဖြူစရဲမြို့နယ်မှာကျူတင်ဆန္ဒမဲပေးသူ104ဦး၊တထုံမြို့နယ်မှာကျူတင်ဆန္ဒမဲပေးသူ123ဦး ပေါင်မြို့နယ်မှာကျွတ်တက်ဆန္ဒမဲပေးသူ45ဦး၊ကြိုက်တုံမြို့နယ်မှာ153ဦးနဲ့ဘီလင်းမြို့နယ်မှာကျွတ်တက်ဆန္ဒမဲပေးသူ330ဦးစုစုပေါင်း1304ဦးကျွတ်တက်ဆန္ဒမဲပေးခဲ့ကြကြောင်းသိရပါတယ်။ဒါတူမြန်မာနိုင်ငံတဝန်တက္ကသိုလ်ဒီဂရီကောလိပ်ကောလိပ်များ၌တက်ရောက်မိចောင်းသားចောင်းသူများကျွတ်တက်ဆန္ဒမဲပေးရာတွင်သတ်မှတ်ထားတဲ့ကာလအတွင်းစုစုပေါင်း1839ဦးရှိခဲ့ကြောင်းပြည်တော်စုရွေးကောက်ပွဲကော်မရှင်ကသတင်းထုတ်ပြန်ချက်များအရသိရပါတယ်။